ဒီပုတီတောင်းရယ်မိုးရင်အရန်လိုက်ငါပြီးကောင်းအရေကုန်လေးရေကုန်လေးနဲ့ဒါမျိုးလေးอืม ဒီနေ့တော့ကျော်စစ်ဈေးသွားရင်းနဲ့ဈေးမှာမိုအုံးနဲ့ကလေးတွေပေါ့နော်ဒီမိုပြင်းလို့လဲခေါ်ကြတယ်တဘာဝမိုလေးတွေတွေ့တာနဲ့မိုချက်ကလေးချက်ပြီးစားဖို့တော့ဝယ်လာလိုက်တယ်အရင်ဆုံးအခုလိုမျိုးလေးမှွှပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်ငံပြားရည်ရဲ့စားရဲ့ပြီးရင်စနွန်းမုံလေးရဲ့နဲ့အတူပေါ့နော်မိုအခုလိုမျိုးလေးနှဲပြီးတော့အရသာနှက်ထားပေးလိုက်ပါမယ်မိုးတော့ကျစစ်ကဒီတစ်ခါမှချက်တဲ့အခါမှအချိုချက်ကလေးပဲချက်မယ်ပေါ့နော်အရင်ဆုံးကျက်သွန်ဒီတနုပ်ပေါက်ထားလေးတွေကိုစီးတက်ပေးလိုက်မယ် ကဲပြီးရင်တော့ကျွန်တော်တို့စက်သွန်နီနန်လေးမွေးလာရင်ခန်းကျင်သီးနဲ့စက်သွန်ပြူနဲ့ကိုကျွန်တော်တို့တစ်ခါရဲထည့်ပြီးတော့စီတက်လိုက်မယ်။အယောင်တင်မုံအနူးမုံလေးထည့်မယ်။အနံလေးတွေမွေးပြီးတော့ကျွန်တော်တို့ခန်းကျင်သီး EC ပေါက်လာတဲ့အနေထားလေးအထိလုံးပေးလိုက်မယ်ပေါ့နော်။ကဲအခုလိုမျိုးခန်းကျင်သီး EPC ပေါက်လာပြီဆိုရင်တော့ရှေ့မှာအရသာနှက်ထားတဲ့မိုးထည့်ပေးမယ်။ဒီမိုကတော့ကျွန်တော်တို့ဒါယာတီဘောပေါ့နော်အခုလိုမျိုးမိုးရွာတိုင်းနေပူလိုက်အချိန်မှာပဲပေါ်တဲ့သဘာဝမိုဖြစ်လို့ကျွန်တော်တို့စားခဲ့တယ်ပေါ့နော် ီနေ့ကတော့တစ်ဆက်ဈေးမှလည်းတုံတုံဆိုတော့ဝယ်လာဖြစ်တာပေါ့နော်တစ်ဆက်သားကိုဒါ900ဈေးပေးရတယ်ပေါ့နော်အသားဟင်းတွေထက်တော့ဈေးပိုကြီးတယ်တခါတည်းရန်ဒါမျိုးလေးတွေ့ရဆိုလို့ရှိရင်တော့အရသာရှိရှိလေးချက်စာကြည့်နော်ကဲပြီးရင်တော့ကျွတ်စစ်တို့ဒါရင်နွေးလေးထည့်ပေးမယ်ပေါ့နော်သူကတော့တာမန်မူတွေထက်ယူနေနည်းနည်းလေးပို့ပြီးတော့ကြတော့ဆက်ပေးရတယ်ပေါ့နော်။ပွက်လာတဲ့အနေထားလေးရောက်တည်ထိတဲပေးလိုက်ပါမယ်။အခုလိုမျိုးနာနာပွက်လာပြီးတော့ကြတော့အနန်းလေးမွေးလာတဲ့အနေထားကိုရောက်ပြီဆိုလို့ရှိရင်တော့ကျစစ်ကကစွန်ရက်ကလေးအုပ်ပေးလိုက်ပါမယ်။ ဒီမိုအတိုင်းချက်စားခြင်းပဲမဲ့ကျော်စစ်တို့ကစွန်းရက်ကကြတော့အစိတ်အတောက်ကလေးပြေးအောင်အုပ်ပေးလိုက်တာပေါ့နော်အချိုချက်ကလေးပဲဆိုတော့ကြတော့မိုအရသာလေးအတိုင်းပဲပေါ့နော်ကျော်စစ်တို့အရသာရှိရှိကဲအခုဆိုလို့ရှိရင်တော့ကျော်စစ်တို့ဒီမှာနှဲစားဖက်စားလို့အရန်ကောင်းမဲ့မိုအချိုချက်ကလေးရပါပြီသူနဲ့လိုက်ဖက်မဲ့ကျော်စစ်ကတော့ဒီမှာငပိကောင်လေးတွေကိုကြောပေးလိုက်မယ်ပေါ့နော်မိုအချိုရတာပေါ့ပေါ့လေးရဲ့ငပိကောင်ရဲ့လေးတက်ကလေးရဲ့ဆိုတော့ကြတော့ကျွန်တော်တို့တွဲဆိုင်အရန်လိုက်ဖက်ပါတယ် အပီးကောင်လေးတွေကိုတော့တစက်ကရေကွန်လေးကျစ်လာသည့်အထိကြော်ပြီးတော့အခုလိုမျိုးဆဲထားပေးလိုက်မယ်။ပြီးရင်တော့တစက်ဒီမှာဇီးပုတီလေးပါထောင်းလိုက်မယ်ပေါ့နော်။ဇီးပုတီကိုတော့တစက်ကအခုလိုမျိုးလှော်လိုက်တယ်ငရုတ်သီးစိမ်းရောပြီးရင်စက်သွင်ပြူရောပေါ့နော်။စုံထဲမှာတော့ကျွန်တော်တို့အရင်ဆုံးဒီမှာဇီးပုတီအစိထုတ်ထားတာလေးတွေကိုစပြီးတော့ကြတော့ထောင်းတယ်ပြီးရင်ပဇွန်ချောက်ကလေးအနှဲငယ်ပါထည့်ပေးလိုက်တယ်ပေါ့နော်။အလုံးမညက်တညက်အနေထားလေးထီထောင်ပြီးပြီးသွားရင်တော့ကျွန်တော်တို့ငပိလေးအနှဲငယ်ထည့်တယ်ငပိကတော့ဒါမီးဖုတ်ထားပြီးသားပေါ့နော်။ ပြီးရင်တော့ဒီမှာငွေဥသီးစိမ်းနဲ့ကျက်သွင်းမြူလေးနဲ့ပါထည့်ပြီးတော့ကြတော့ထောင်းပေးလိုက်ပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ဒါလုံးဝချင်းချင်းဆက်ဆက်လေးနဲ့စားလို့အရင်ကောင်းမယ်ဇီးပူတီထောင်းလေးရပြီပေါ့နော်။ဒါမျိုးလေးလည်းအလွယ်ထမ်းထောင်းစားကြည့်ပါ။ဒီမိုးကိုကျွန်စကဒီမှာဒီလိုမျိုးလေးအခုလိုအချိုချက်ကလေးပေါ့နော်ချက်ထားရအဓိကတော့မိုးကြည့်ပဲချက်ချင်တာဒါပေမဲ့ကျွန်တော်ဒီကစုံရက်ကကြအစိတ်တောင်းပြအောင်ပေါ့နော်။တေးတောင်းကြမပိကောင်ပေါ့နော်မပိကောင်ကြော်လေးရစားမယ်။ပိကောင်ကြော်လေးယူလိုက်မယ်။ ဇီဘူတီထောင်းဇီဘူတီလေးကိုထောင်းထားတာပေါ့နော်ဇီဘူတီထောင်းလေးစားမယ်ကဲအဲ့တော့စပြီးတော့စားပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျာอืมหัวชูเนี่ยดิตะวาวหมูเนี่ยจะซ่าลูกก็ก้าวนะป่ะเนาะ ซี้รอไปได้แต่แม้ซ่าก้าวเนี่ยอ่างะพี่ก้าวพี่ก้าวอายุก็บาเลย 嗯，你不知道耶，我也也来。嗯。那比较我先讲嘞，先讲嘞，那咱们嘞啥没？嗯。 မညက်တညက်ကလေးထောင်းထားပါဘောနော်တို့အညာမှာအညာမှာဆိုလို့ရှင်တော့ကြောက်ဆုံညက်ထောင်းရင်တော့ညက်ညာမိပုတ်ပြီးထောင်းလို့လည်းရတယ်အခုလိုမျိုးလော်ထောင်းလည်းရတယ်ဘောနော်အပြီးကောင်လည်းတော်လက်တယ် chú nhỉ sẽ về à chỉ bút đi ra chỉ bút đi ra chỉ bút đi ra lại cũng chẳng chờ được bao rồi bọn nó lông gì vậy ကျွန်တော်တို့အဓိကကတော့ဒီမှုဝါကြတော့ကြတော့လေစိုက်ပျိုးရေးမှုတွေကကြတော့အမြင်ရတာပေါ့နော်ဒီဒီလိုမျိုးတဘာဝမှုတွေကကြအခုလိုမိုးရွာလိုက်နေဘူးလိုက်အချိန်မျိုးမှာပေါ်လာဆိုတော့ကြတော့ဓာတ်မှုလေးအရသာရှိရှိချက်ပြီးတော့ကြတော့စားကြည့်ပေါ့နော်အရန်ချိုတယ်ဟိုချွတ်ချွတ်ပေါ့ပေါ့လေးနေအောင်မှာပေါ့နော်ကျွန်တော်တို့အခုလိုမျိုးငပိကောင်လေးနဲ့ဆိုအရန်လိုက်တယ်ငပိကောင်ကတော့နည်းနည်းပဲစားပေါ့နော် ွေးတိုးရပါရှိရတူဆိုလို့ရှိရင်တော့မစားကြဘူးပြီးတော့နေနေငန်းတော့ကြာတော့လေဒီနေ့ကတော့ကျဆစ်ကဒီမှာအိမ်မှာပေါ့နော်ဈေးရမှုလေးရလာနေမှုနဲ့ပေါ့နော်ကျဆစ်တို့ဒီမှာငပိကောင်ရဲ့ပြီးသွားလို့ရှင်လို့ရှင်ဇီဘူးတီထောင်းလေးရနဲ့တွဲပြီးစပြသွားရပဲဖြစ်ပါတယ်အဲ့တော့ကျဆစ်အခုဆက်ပြီးတော့ကြာတော့စားလိုက်အောင်မယ်နေဘလော့လေးကိုတော့ဒီမှာပဲရက်မယ်နောက်ဘလော့ဒီမှာကျဆစ်နဲ့တူပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ